Do you imagine? ရှင်ဖရာယဟန်တန်ကာတွေကလူတရိတ်ဆန်ယဟန်တန်ကာအချင်းချင်းရိုက်နှက်ဆုံးမလို့ရပါသလားဖရာတပားသူရဲ့အသားကိုနာကျင်အောင်ဆုံးမလို့ရပါသလားဖရာတဲ့နာကမနောဟောတိပရံဝိဟေထယံတော်သူတပားကိုနှင်းဆဲတော်သူသည်ယဟန်မဟုတ်ဘူးလို့မြတ်စွာဘုရားကဩဝါဒပါတိမောက်မှာဆုံးမတော်မူထားပါတယ်ယဟန်ကသူတပားအသားကိုနာကျင်အောင်ရိုက်နှက်ဆုံးမဖို့မပြောနဲ့ ရိုက်ဖို့ရွယ်လိုက်တာတောင်မှအရွယ်ခံရတဲ့လူကယဟန်ဖြစ်နေမယ်ဆိုရင်တလားတတိကတိတ်ခါဖို့အရာပါစိတ်အာဘတ်တင်ပါတယ်အရွယ်ခံရတဲ့လူကသာမဏေလူတရိษံတူဦးဖြစ်နေမယ်ဆိုရင်တော့ဒုက္ခအာဘတ်တင်ပါတယ်ရိုက်မိပြီဆိုရင်လည်းပဲရိုက်ခံရတဲ့လူကယဟန်ဖြစ်နေမယ်ဆိုရင်ပဟာရတိတ်ခါဖို့အရာပါစိတ်အာဘတ်တင်ပါတယ်အရိုက်ခံရတဲ့လူကသာမဏေလူတရိษံတူဦးဖြစ်နေမယ်ဆိုရင်တော့ဒုက္ခအာဘတ်တင်ပါတယ် ဒါကြောင့်ယဟန်ကသူတစ်ပါးအသားနာကျင်အောင်ရိုက်နှက်ဆုံးမလို့မရပါဘူးเนาะဖျားမှာတန်းစင်ပြီးအမွှေးနှံ့တာစားတရားများကတ်လူပူဇော်ရင်ကုသိုလ်ရနိုင်လားအဲ့ကုသိုလ်အားဖြင့်နိဗ္ဗာန်ရောက်နိုင်လားတဲ့ကုသိုလ်ဆိုတာကအပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ကိုကုသိုလ်လို့ပြောတာပါဖျားကိုစွန်းရေချမ်းစင်ပြီး ပန်းအမွှေးနှံသာစတာတွေကတ်လူပူဇော်တာဟာ အပြည့်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ဖြစ်တာကြောင့်ကုသိုလ်ရပါတယ်။အဲ့ဒီကုသိုလ်အားဖြင့်နိဗ္ဗာန်ရောက်နိုင်သလားဆိုတော့ဝိမု ക്തി ကုသိုလ်ဆိုရင်တော့နိဗ္ဗာန်ရောက်နိုင်ပါတယ်။ဝိဝတကုသိုလ်ဆိုရင်တော့နိဗ္ဗာန်မရောက်နိုင်ပါဘူး။ဝိဝတကုသိုလ်ဆိုတာကလူချမ်းသာနတ်ချမ်းသာကိုရည်ရွယ်ပြီးပြုတဲ့ကုသိုလ်ပါ။ဝိမု ക്തി ကုသိုလ်ဆိုတာကတော့ နိဗ္ဗာန်ကိုရည်ရွယ်ပြီးပြုတဲ့ကုသိုလ်ပါဤကုသိုလ်သည်နိဗ္ဗာန်သို့ရောက်ကြောင်းအကြောင်းအထောက်ပံ့ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ကုသိုလ်ပြုမယ်ဆိုရင်တော့ဝိမု ക്തി ကုသိုလ်ဖြစ်တာကြောင့်နိဗ္ဗာန်ရောက်နိုင်ပါတယ်သို့တော့ဒိရိုက်တော့မရောက်ပါဘူးနိဗ္ဗာန်ရောက်ဖို့အကြောင်းအထောက်ပံ့နေနဲ့ပေးတာပါနော်မြတ်စွာဘုရားကသိခံရမယ်လို့ဟောထားတယ်သို့တော့ငင်းကုန်တဲ့ဇက်မှာကြတော့လူမိုက်ကိုလူမိုက်နဲ့ပဲတုတ်ပြန်ရမယ်လို့ငါဘူးပါတယ်ဘုရား ရှင်းပြပေးတော်မူပါဖရာတဲ့ဒါကဇတ်တော်ရဲ့ဆိုလိုရင်းသဘောကို နားမလည်လို့ပါနော်သိုးသွားနေတဲ့တတဝါတကောင်ကိုသူ့လိုဓာတူတတဝါတကောင်နဲ့တွေ့စီပြီးတိမ်မွေးအောင်လှုပ်ခိုင်းတဲ့သဘောကိုပြောတာပါရန်ကိုရန်ချင်းတုတ်ပြန်ဖို့အတွက်လူမိုက်ကိုလူမိုက်နဲ့တွေ့စီပြီးတိုက်ခိုက်ခိုင်းတဲ့သဘောကိုပြောတာမဟုတ်ပါဘူးနော်အဲ့ဒီအကြောင်းအရာကိုပြောရမယ်ဆိုရင်950နိပတ်တော်ဒုက္ခနိပတ်ဒလဝတ်သူဟနုဇတ်မှာ ဖရာအလောင်းဟာဗြဟ္မတန်မင်းရဲ့မင်းတိုင်ပင်အမတ်ဖြစ်ပါတယ်။ဥတ္တရာပထတိုင်းသားတွေဟာဗြဟ္မတန်မင်းရဲ့ထံမှာမြင်းလာပြီးရောင်းတဲ့အခါတိုင်းဖရာအလောင်းကမြင်းတွေကိုကာလပုံစင်းနဲ့အညီတံပိုးဖြတ်ပေးပါတယ်။ဒါကိုမကျင်တတ်တဲ့ဗြဟ္မတန်မင်းကဖရာအလောင်းကိုအမတ်ရာထုကဖေရှားပြီးနောက်ထပ်လူတစ်ယောက်ကိုအမတ်ရာထုပေးလိုက်ပါတယ်။ပြီးတဲ့အခါမှာသူ့မှာရှိတဲ့အမတန်ဆိုးသွမ်းသောမဟာသောနာအမိရှိတဲ့မြင်းတော်ကောင်ကို ဥဒရာပဋ္ဌာတိုင်းသားတွေရဲ့မြင်းတွေထဲကိုလွှတ်စေပြီးအနာတရဖြစ်အောင်တိုက်ခိုက်ခိုင်းပါတယ်။အနာတရဖြစ်ပြီဆိုတော့မှအမတ်သိကိုဈေးနှိမ်ပြီးဝယ်ခိုင်းပါတယ်။ဒါကိုမကျင်တတ်ကြတဲ့ဥဒရာပဋ္ဌာတိုင်းသားတွေကဖရာအလောင်းအမတ်ထံတက်ပြီးတော့အခုအညီတောင်းတဲ့အခါမှာဖရာအလောင်းမကတင်တို့နောက်တစ်ခါလာတဲ့အခါမှာမဟာသောဏမြင်းလိုသိုးသားတဲ့မြင်းတကောင်ကိုခေါ်လာပြီးအဲ့ဒီမဟာသောဏမြင်းနဲ့တွေ့ပေးလိုက်ပါလို့အကြံပေးလိုက်ပါတယ်။ဥဒရာပဋ္ဌာတိုင်းသားတွေလည်းပဲနောက်တစ်ခါလာတဲ့အခါမှာ အမတန်သိုးသွမ်းတဲ့သူဟန်လူအမိရှိတဲ့မြင်းတကောင်ကိုခေါ်လာပြီးမဟာသောနာအမိရှိတဲ့မြင်းနဲ့တွေ့ပေးလိုက်ပါတယ်။အဲ့ဒီလိုတွေ့ပေးလိုက်တဲ့အခါမှာဓာတုနန္ဒူချင်းတွေ့ပြီးတော့ပိန်မွေ့ပြီးသိမ့်မြတ်သွားတဲ့အတွက်တခြားမြင်းတွေလည်းတိုက်ခိုက်မခံရတော့ပါဘူးနော်။အဲ့ဒီသဘောကိုစောင့်တဲ့အနေနဲ့ဒီဇတ်တော်ဟာဓာတုဓာတုချင်းတွေ့စေပြီးပိန်မွေ့အောင်လှုပ်ခိုင်းတဲ့သဘောကိုဆိုလိုခြင်းဖြစ်ပါတယ်။နားလည်ပါစေနော်။ရာစာရီကဘာအကုသိုလ်တွေကြောင့်တားဆုံချီရေနဲ့ ယောက်ျားမွေကိုက်မိဘအကိုတပြိုင်နဲ့ခွဲလွန်ခြင်းအဖြစ်ဆိုးတွေတပြိုင်နဲ့ဖြစ်ခဲ့ရပါတယ်ရှင်းပြပေးပါအရှင်ဖေရတဲ့အဲ့ဒီတေဆုံးသွားတဲ့လူ6ယောက်စလုံးကဘဝတစ်ခုမှာပရာစာရီကိုဓမြတိုက်တက်ဖြတ်ခဲ့ပြီးအိမ်ကိုမီးရှို့ခဲ့ပါတယ်ပရာစာရီဟာတေခန်ဒီဆက်ဆဲမှာဒေါသစိတ်နဲ့ငါ့ကိုတတ်တဲ့ဒီလူ6ယောက်ဒီနောက်ဘဝ၌ငါ့ရှိမှာအသေးဆုံးနဲ့တေတာကိုမြင်ရပါလို့ဤဆိုပြီးသူ့တောင်းခဲ့ပါတယ် အဲ့ဒီဆိုတောင်းကြောင်းထို6ယောက်ဟာဒီဘဝမှာပရာစာရီရဲ့မိသားစုဝင်တွေဖြစ်လာပြီးယောက်ျားဖြစ်သူကမွေးကိုက်လို့တည်ဆုံးတယ်။ပါကြီးကယင်းနစ်လို့တည်ဆုံးတယ်။သားငယ်ကိုဆွန်ချီလို့တည်ဆုံးတယ်။မိဘနဲ့အကိုဖြစ်သူကအိမ်ပြိုရေးတည်ဆုံးပါတယ်။ဒါဟာပရာစာရီရဲ့ဆုတောင်းကြောင်းပဲဖြစ်ပါတယ်။နောက်ပြီးထို6ယောက်စလုံးကလည်းပဲပဒါစာရီကိုတက်ဖြက်ဖြက်တဲ့အကုသို့ကံကြောင့်အခုလိုအသေးဆုံးနဲ့တည်ဆုံးရခြင်းဖြစ်ပါတယ်။နားလည်ပါစေနော်။ ကရင်လူမျိုးပါဖေရတစ်နှစ်ကိုတစ်ခါနှစားရပါတယ်တစ်ခါစားရင်ကြံငါးကောင်ကိုကိုယ်တိုင်တက်ရပါတယ်ဖေရသေသွားရင်ငရဲကြနိုင်လားတဲ့အဲ့ဒီအကုသိုလ်ကံကအကျိုးပေးခွင့်တားမယ်ဆိုရင်တော့ငရဲကြနိုင်ပါတယ်နော်ငရဲမကြအောင်အခုဘဝမှာအလှအတန်းရောလုပ်လို့ရပါသလားဖေရတဲ့ဒါကအလှတန်းလုပ်ရုံနဲ့မရဘူးအဲ့ဒီပါဏာတိပါဒကံကိုရှောင်ကျဉ်မှရမှာနော်ဒီနေရာမှာပြောစရာတစ်ခုရှိပါတယ် အဲ့ဒါကဘာလဲဆိုတော့အဝင်ပစိန်ထွက်ဆိုတဲ့စကားကိုကြားဖို့ကြမှာပါအဲ့နဲ့ပစိန်နဲ့ရှင်းမယ်ဆိုရင်အဲ့ရတံဘိုးကနဲပါတယ်ပစိန်ရဲ့တံဘိုးကကြီးပါတယ်မိမိကကြက်တွေဝက်တွေကိုတတ်ပြီးတော့နှက်တွေကိုကိုးကွယ်တင်းမြောက်လိုက်လို့နှက်ကမရယ်ပဲထားပါတော့မရယ်လို့အတိအကျမပြောဘူးနော်မရယ်ပဲထားပါတော့လို့ပြောတာပါနှက်မလိုက်လို့ရလာတဲ့အကျိုးကအဲ့ရတံဘိုးလောက်ပဲရှိပါတယ်သို့တော့ကိုးကွယ်မှုမှားတဲ့အတွက်ကြောင့် မိမိရဲ့တန်တံမှာရှိတဲ့တရဏဂုံပြတ်သွားပြီဖြစ်တဲ့အတွက်ပစိန်နဲ့တန်ဖို့အလားတန်တူတဲ့တရဏဂုံဟာကိုယ်တန်တံမှာထွက်ခွာသွားပါပြီ။ဒါဟာအဲ့လောက်တန်ဖို့ရှိတဲ့ပမာဏလေးကိုမမောလို့ဖြစ်တာပါ။ဒါကြောင့်အဲ့လောက်ပမာဏရှိတဲ့တန်ဖို့ကိုမမောပြီးပစိန်နဲ့တန်ဖို့အလားတန်တူတဲ့တရဏဂုံကိုအပြောက်ပြတ်ပါသေးတယ်လို့ပြောချင်ပါတယ်နော်။အရှင်ဖယားကြောက်စိမ့်ဖယားကိုအိမ်မှာကိုယ်ွယ်မကောင်းဘူးလို့ပြောကြတယ်။ဟုတ်ပါသလားဖြေပေးပါတဲ့။ ဲ့ဒါကလောကီဆရာတွေရဲ့အယူအဆတွေနော်ဝိမာနဝိထုပါဠိတော်မှာဣဋ္ဌံတေနိဗ္ဗုတေစာပိတမေစိတ်တေတမံဖလံစေတောပဏိတိဟေတုတိတတ္တကိသံတိတုတ်ကတိန်လို့ဟောကြားထားပါတယ်အဘိဓိကတတ်တော်ထင်ရှားဖျားရှင်ကိုဖြစ်စေပရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဖျားရှင်ကိုဖြစ်စေဖျားရှင်အားရည်မှန်းပြီးထုလုပ်ကိုးကွယ်ထားတဲ့စီတီပထိုးရုပ်ွားစင်းတုတော်များကိုဖြစ်စေ တူညီတဲ့တရားတရားနဲ့ကိုယ်ကိုယ်စီကတ်မယ်ဆိုရင်တတ်တော်ထင်ရှားဖះရှင်ကိုကိုယ်ကိုယ်စီကတ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်တယ်နော်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေဟာဖះရုပ်ပွားစင်တုတော်တွေကိုကိုယ်ကိုယ်စီကတ်တယ်ဆိုတာဟာတတ်တော်ထင်ရှားဖះရှင်ကိုယိမှန်ပြီးကိုယ်ကိုယ်စီကတ်တာဖြစ်တဲ့အတွက်တစ်သားနဲ့ထုထားလဲဖះပဲနော်ကြောက်နဲ့ထုထားလဲဖះပဲဘာနဲ့ပဲထုထုဖះရှင်ကိုယိမှန်ပြီးကိုယ်ကိုယ်တာဖြစ်တဲ့အတွက်ကိုယ်ကိုယ်ကောင်းတယ်နော် အဲ့ဒါကိုနားမလဲပဲနဲ့လောကီဆရာတချို့ကကြောက်စင်းသူဖရာမကူးကွယ်ကောင်းဘူးလို့ပြောတာဟာအသိဉာဏ်မရှိလို့ပြောတာသာဖြစ်တယ်နော်အဲအဲ့ဒါတွေကိုဦးစင်းတို့ကလိုက်ပြီးတော့ယုံကြည်မနေပါနဲ့ဖရာကူးကွယ်တာဟာဘာသားနဲ့ပဲထုလုပ်ပြီးကူးကွယ်ကူးကွယ်ကောင်းကျိုးပဲဖြစ်ပါတယ်ကိုယ်လည်းကူးကွယ်ကောင်းပါတယ်နော်